်မင်္ဂလာပါ theology တလုတ်ဆိုင်ရဲ့ morning devotion season ကနေကြိုဆိုပါရစေလူတို့ကြံစည်ရွေးမမိနိုင်နဲ့ဖခင်ထံကညီသက်ခြင်းနဲ့ပြည့်စုံကြပါစေခဏလောက်ဆုတောင်းခြင်းနဲ့အစာပြုကြရအောင်ကောင်းကင်မြေကြီးစကြဝဠာလုံးလုံးကိုဖန်ဆင်းတော်မူသောအရှင်အဖဖခင်ဘုရားရှင်သာလင်အလုံးစုံကိုတည်တော်မူ၍အလုံးစုံတို့ကိုပြင်ဆင်တော်မူသောအရှင်အဖဖျားသခင်ဖြစ်ပါ၏။ဘုရားရှင်သာလင်အလုံးစုံတတ်နိုင်သောအဖဖျားသခင်ဖြစ်ပါ၏။အဖဖျားကျွန်တော်၏နှလုံးကို ရရှင်ကိုယ်တိုင်စစ်ဆေး၍ရရှင်စေးကြောပိလျက်တရားလန်ထဲသို့ယင်းနေ့လေတစ်ခေါက်ထပ်၍သွေးဆောင်တော်မူပါကျေးဇူးတော်ကြီးမွားလက်တပါးတော်သာရသခင်ယေရှုနာမနဲ့အစာပြုပါရပါဗျာအာမင်ဒီနေ့မှာတော့တုတ်တန်ကြံခန်းကြီး၄အငယ်20ကနေအငယ်24ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြမှာဖြစ်ပါတယ်တုတ်တန်ကြံခန်းကြီး၄အငယ်20ကနေအငယ်24ငါသာငါစကားကိုနားထောင်လို့ ငါဟောပြောချက်တူကို နာသွင်းလော့။သင်မျက်မှောက်မှမကွာစင်နှင့်နှလုံးတွင်၌စောင့်ထားလော့။အကြောင်းမူကားထိုတရားစကားကိုတွေ့ရသောသူတို့သည် အသက်ရှင်ခြင်းတကူလုံးကျမ်းမာခြင်းအကြောင်းကို တွေ့ရပြီးနှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်သင်နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။ကောက်သောစကားတို့ကို၎င်းညင်းဆန်တက်သောနှုတ်ခမ်းတို့ကို၎င်း ဝေးစွာပယ်ဆောင်လို့ဖတ်ရှုသွားတဲ့တမန်ကျမ်းစာအပြင်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်အပေါ်မှာရှိပါစေဒီနေ့ဖတ်ရှုသွားတဲ့တမန်ကျမ်းစာကတော့ကြားရတဲ့နှုတ်ကပတ်တရားစကားကိုတည်တည်ချာချာနှလုံးသားထဲထည့်ပြီး ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ထားဖို့ရန် အတွက်ဖခင်ဖြစ်တဲ့သူက သားတွေကိုတတိပေးဆုံးမထားတဲ့တုတ်တန်ဆုံးမစကားဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့ဒီလောက်ထိ နှုတ်ကပတ်တော်တရားစကားကိုနှလုံးသားထဲမှာထည့်သွင်းစောင့်ရှောက်ထားဖို့အရေးကြီးတယ်လို့ဆိုရင်ထူတရားစကားကိုတွေ့ရသောသူတို့သည် အသက်ရှင်ခြင်းတကိုယ်လုံးကျန်းမာခြင်းအကြောင်းကိုတွေ့ရပြီးဆိုပြီးဖခင်ဖြစ်တဲ့သူကဆက်ရှင်းပြထားပါတယ်တီတွန်တင်ချက်ကို အရင်ဆုံးသိချခံယူမှတ်သားစေခြင်းပါတယ်။ဖို့တရားစကားကိုတွေ့ရသောသူတို့သည် အသက်ရှင်ခြင်း တကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီဝိညာဉ်ကျမ်းမာခြင်းခန္ဓာကျမ်းမာခြင်းဆိုပြီးခွဲပြီးမပြောပါဘူးတကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီလို့ပဲပြောပါတယ်ဘလို့လူကဒီလိုတကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရလဲဆိုရင်တော့တရားစကားကိုနှလုံးသားထဲမှာထည့်သွင်းစောင့်ရှောက်ထားပြီးတွေ့ရတော့သူဒီလိုလူကတကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီ ဒါကြောင့်ဖျားသခင်ရဲ့နှုတ်ကပတ်တရားစကားကိုနားထောင်ပြီးနှလုံးသားထဲမှာထည့်သွင်းနားလဲအောင်ဆင်ခြင်းပြီးနှုတ်ကပတ်တော်ကပြတဲ့လမ်းကိုသိမြင်ဖို့အရေးကြီးပါတယ်။ကြားယုံပဲကြားလိုက်ပြီးနားမလည်နိုင်လို့ဆိုပြီးဥပိ္ပခာပြုလိုက်ဖို့ဖျားသခင်အလိုမရှိပါဘူး။နားလည်နိုင်ဖို့နှလုံးသွင်းဆင်ခြင်းဖို့ဖျားသခင်အလိုရှိပါတယ်။တကယ်နားလည်ခြင်းတဲ့သူတွေအတွက်တန်ရှင်သောဝိညာဉ်တော်ကလည်း အလင်းပေးဖွင့်ပြပေးမှာဖြစ်ပါတယ်ဒီလိုတန်ရှင်သောဝိညာဉ်တော်ကအလင်းပေးဖွင့်ပြပြီးနှုတ်ကပတ်တရားစကားရဲ့လမ်းကိုတကယ်တွေ့မြင်ပြီဆိုရင်တော့အသက်ရှင်ခြင်းတကူလုံးကျမ်းမာခြင်းကို တွေ့ရမယ်လို့သွန်သင်နေပါတယ်အသက်ရှင်ခြင်းနဲ့တကူလုံးကျမ်းမာခြင်းကိုရရှိဖို့နှုတ်ကပတ်တရားစကားကိုတွေ့မြင်ရခြင်းအခွင့်အသင်ကိုဖျားသခင်ပေးပါစေပြီးတဲ့အခါကျမ်းစာကဆက်ပြီးတော့နှလုံးသည် အသက်ဤအခြေအမြစ်ဖြစ်သောကြောင့်တင်းဤနှလုံးကို အထူးသဖြင့်ဆောင်းလျှောက်လောဆိုပြီးဆက်တတိပေးပါတယ်အသက်ရှင်ခြင်းတစ်ခုလုံးရဲ့အခြေအမြစ်ကနှလုံးဖြစ်တယ်အသက်ရှင်ခြင်းတစ်ခုလုံးကဒီစိတ်နှလုံးဆိုတဲ့အုံမြစ်ပေါ်မှာတိဆောက်ထားတဲ့သဘောပုံဖော်ထားတာပါ အုံမြစ်တစ်ခုကိုဖြိုလိုက်ရင် အိမ်တလုံးလုံးဆက်ပြီးတည်ရှိနေစရာအကြောင်းမရှိတော့သလိုနှလုံးသားကပျက်စီးနေရင် အသက်ရှင်မှုတစ်ခုလုံးကပျက်စီးနေမယ်ဆိုတဲ့သဘောဖြစ်တယ်ဆိုတာအားလုံးနားလည်ကြမှာပါစဉ္ညလုံးဒီအသက်ရှင်ခြင်းတစ်ခုလုံးရဲ့အုံမြင့်ဖြစ်တယ်အခြေအမြင့်ဖြစ်တယ်ပြီးတဲ့အခါမှာအားလုံးသိကြတဲ့အတိုင်းပဲယေရမိအနာဂတ်ကျမ်းခန်းကြီး16အရာလူရဲ့စဉ္ညလုံးကခသိန်းသောအရာထက်ဆင်းလဲနေတယ်လို့နှုတ်ကပတ်တော်ကဖော်ပြထားတာလည်းရှိပါတယ်လူရဲ့စဉ္ညလုံးကခသိန်းသောအရာထက်ဆင်းလဲနေတယ်အဲ့ဒီအခါမှာ တမချန်းစာနှစ်ခုကိုဆက်ဆက်ပြီးဆင်ခြင်ကြည့်မယ်ဆိုရင် လူရဲ့အသက်ရှင်မှုတစ်ခုလုံးကနှလုံးသားအပေါ်မှာမိခိုးယက်တည်နေရတယ်။အဲဒီလိုကိုကမိခိုးယက်တည်နေရတဲ့စိတ်ဉာဏ်လုံးသားတစ်ခုလုံးကယိုယွင်းပျက်စီးနေပြီးလူကိုယ်တော်ပြန်ပြီးလှည့်စားလိမ်လည်နေတဲ့ဆင်းလေတဲ့အရာတစ်ခုဖြစ်နေတယ်။နားလည်မိတာကတော့လူဆိုတာအုံမြစ်ကနေစပြီးပျက်စီးယိုယွင်းနေတဲ့အိမ်တလုံးလိုပဲ။ အစအဆုံးပြန်လဲတည်ဆောက်မှရမယ့်အနေအထားဖြစ်နေတယ်။အပေါ်ယံနန်ယံတွေခေါင်းမိုးတွေအပြင်ပန်းတံတန်တွေကိုပြင်ဆင်နေဖို့ထက် အရင်ဆုံးအုံမြင့်ဖြစ်တဲ့စိတ်ဉလုံးကို အရင်ဆုံးပြန်လဲပြုပြင်တည်ဆောက်ဖို့လိုနေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ဒီလိုယိုယွင်းနေတဲ့စိတ်ဉလုံးကိုပြန်လဲပြုပြင်နိုင်ဖို့အတွက်ကတော့နုကပတ်တရားစကားကို နားထောင်နားသွင်းပြီးဘတော်ပါကိုယ်နဲ့ဝေးကွာမသွားအောင် နှလုံးသားအတွင်းနဲ့ထဲ့သွင်းဆောင်လျှောက်ထားဖို့ဖြစ်ပါတယ်။နှုတ်ကပတ်တရားစကားကို နားထောင်နားသွင်းပြီးကိုယ်နဲ့မကွာသွားအောင်နှလုံးအတွင်းထဲမှာထဲ့သွင်းဆောင်လျှောက်ထားခြင်းနဲ့ပြန်လည်ပြုပြင်ရမှာဖြစ်ပါတယ်။အခုကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာဘာအကြောင်းအရာတွေနဲ့ပြည်နေလဲ။ဘာအကြောင်းတွေကိုသင်စဉ်းစားတွေးခေါ်မိနေလဲ။ဘာတွေအတွက်ခံစားမိနေလဲ။ဘလို့စံဓာတ်တွေဖြစ်နေလဲ။ ဖရာသခင်ရဲ့စကားတော်နဲ့ပြည်နေလာလားဖရာသခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာစင်စားစင်ကျင် တွေးခေါ်နေလာလားဖရာသခင်ရဲ့နှုတ်ကပတ်တော်အပေါ်မှာ ခံစားမိနေလားဖရာသခင်ရဲ့အလိုတော်နဲ့အညီဆန္ဒတွေဖြစ်တည်နေလားဒါမှမဟုတ်လောကကြီးရဲ့အနတ္တအရာတွေနဲ့ပဲပြည်နေလားတကယ်ပဲအသက်ရဲ့အခြေအမြစ်ဖြစ်တဲ့စင်ကျင်လုံးကိုကာကွယ်ဆောင်ရှောက်ခြင်းနဲ့ဆိုရင်တော့နှုတ်ကပတ်တော်ဒီဟုသော သခင်ယေရှုခရစ်တော်ရဲ့လက်ထဲ ျွန်တော်တို့ရဲ့စိတ်ညလုံးကိုအံ့နိုင်ရအောင်သခင်ယေရှုခရစ်တော်ရဲ့စကားတော်တွေကိုဖတ်ရှုစင်ကြင်နားထောင်ပြီးနှလုံးသွင်းမှတ်သားတူမီကြရအောင်ဒီလိုတူမီနိုင်သူဖြစ်ဖို့အတွက်သင်ကိုတန်ရှင်တော်ဝိညာဉ်တော်ဖရာမစားပါစေခနာလောက်ဆုတောင်းရအောင်အဖဖရာသခင်ယေရှုတင်ပါတယ်ကိုရှင်လက်တော်ထဲသို့ကျွန်တော်နှလုံးသားကိုအံ့နိုင်ပါရဲ့ဖပါဗျာကျွန်တော်တို့တတ်တာကို ကျွန်တော်တို့မိမိဘာသာမိမိမကင်တွင်နိုင်ပါဘူးဘုရောကိုယ်လည်းအနံပါတယ် ကင်တွယ်ပြီးတော့မူပါနှလုံးသားကိုလမ်းကြောင်းမမှားရအောင်ကုလိုရှင်ပြုပြင်ပုံသွင်းပြေသနာတော်မူပါအသက်ရဲ့အခြေမြေမပြည့်စည်သွားစေဖို့ရန်ကုလိုရှင်လက်တော်တဲ့သူအနံပါတယ်ကုလိုရှင်ကုလိုရှင်ကုရန်လည်းကျွန်တော်တို့ကုလိုရှင်တရားစကားဖြင့်ဖြည့်တော်မူပါကျွန်တော်ဒီကြားသည့်အရာကိုနားလေနားလေသည့်အရာကိုသိမြင်ပြီးကျင့်သုံးတတ်သောသူများဖြစ်သည့်အထိယေရှုပြုတော်မူပါပါယေရှုတင်လည်းတပါးတော်တော်တခင်ရှုနာမနဲ့ဆုတောင်းပါတယ်ပါပြတဲ့ခင်အာမင်